ကိုမေးလာတာကတော့ဒီရွှေတွက်နည်းနဲ့ပတ်သက်တာပဲပေါ့နော်။အာဥပမာသူတို့ဝယ်ထားတဲ့ရွှေကိုပြန်ရောင်းရင်ဘယ်လောက်ရမလဲပြီးရင်အာသူတို့ဝယ်ထားတဲ့ဘောင်ချာတွေကနဲ့အာဘယ်လိုတွက်ရလဲပြီးလို့ရှိရင်မှန်မမှန်ပေါ့နော်။အာသူတို့ဝယ်ထားတဲ့ဟာကအာသူရဲ့စေနှုန်းနဲ့ရွှေအလေးချိန်နဲ့မှန်မမှန်ပေါ့နော်။သူတို့ကအဲ့ဒါလေးတွေသိချင်မှကျွန်မတို့လာမကြတာများတယ်ပေါ့နော်အခုလေဒီဗီဒီယိုလေးမှာကတော့ ပြန်ရောင်းဖို့ပေါ့နော်ပြန်ရောင်းဖို့သူဘလို့ဘလောက်ပြန်ရနိုင်လဲပေါ့နော်သူတို့ဝယ်တော့ကဒီဈေးနဲ့အခုဈေးနဲ့ပြန်ရောင်းမယ်ဆိုဘလောက်ရနိုင်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်မကရှင်းပြပေးမှာပေါ့နော် ာ secret လေးနည်းနည်းလေးရှိတာပေါ့နော်အဲဒါတော့အဲဘယ်လုပ်ငန်းမဆိုပဲပေါ့နော်ဒါမဲ့ကျွန်မအခုပြောပြပေးမယ် secret လေးကတော့လူတွေသိထားလို့ရတယ်ကျွန်မတို့တွေသိထားလို့ရတယ်ကျွန်မတို့ကဥပမာရွှေဆိုင်မရှိဘူးရွှေရောင်းဝယ်မလုပ်လဲကျွန်မတို့ကသိထားမှာပဲဖြစ်လို့ဆိုတော့အဲတခါတလေကိုရွှေဝယ်တာပဲဖြစ်ဖြစ်ရွှေရောင်းတာပဲဖြစ်ဖြစ်ကိုကမမေးရဘူး ဟုတ်တယ်ဟုတ်လားအာအကုန်လုံးမေးလို့ရှိရင်တမကိုတမျိုးထင်မလားမေးရတဲ့လူကတော့အဖြေမှန်တော့သိရတော့ဗောနော်ဒါပေမဲ့အဖြေမှန်ဆိုပေမဲ့အာဘယ်လိုပြောမလဲအဲ့ဒီအယောင်စင်းင်းနေပုံတိုင်းကိုကတခါတလေကြိုက်သူတို့မသိတဲ့လူဝက်ချက်တွေလည်းရှိတာဗောနော်သူတို့အာနားမလဲတဲ့အခါဆိုလို့ရှိရင်သူတို့ဖြေတဲ့အခါကအတိအကျမသိရဘူးဗောနော်ဘယ်လိုရှင်းတဲ့အဖြေမရတဲ့ခါလည်းရှိတယ်အာအဲ့ဒါကြောင့်မို့ဒီနေ့ကျွန်မပြောပြပေးမှာကတော့ရွှေကရောင်းမယ်ဆိုလို့ရှိရင် ိုဝယ်ထားတဲ့အရောတွေလည်းခါကကိုပြမရတော့ဘူးကိုပြရတယ်လေကိုဝယ်တော့ကဒါပေမဲ့ကိုပြရောင်းမယ်ဆိုလို့ရှိရင်ရောတွေလည်းကပြမရတော့ဘူးအာပြီးလို့ခါကြရင်တို့ကကိုရဲ့ရှူတာအာဟောင်းတယ်လို့ဖြစ်သွားတယ်နော်တို့ကဆိုင်မှာဆိုလို့ရှိဘယ်လိုခေါ်လဲဆိုတော့အထည်ပြက်ကောက်တယ်လို့ခေါ်တာပေါ့နော်အထည်ပြက်ကောက်တယ်ဆိုတဲ့အခါကျတော့အာတို့က ွေးလောက်တော့နှုတ်တယ်နှစ်ရွေးတို့သုံးရွေးတို့လေးရွေးတို့ဥပမာကိုယ်ရွှေက15ပဲရွှေဆိုလို့ရှိရင်တို့က၄ရွေးဆုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရွှေက14ပဲ၄ရွေးရွေးပဲကျန်တော့နော်ပြီးကိုယ့်ရဲ့အကြည့်တဲ့အကွာထည်ပေါ်မှာမူတည်ပြီးတော့လေတို့ကအဲ့လိုမျိုးပြတ်နှုတ်တယ် အဥပမာကိုယ်ရွှေကဆက်နာပေးရေသူတို့ကနေရင်နှုတ်မယ်ဆိုလို့ရှိရင်ဆက်လီပဲနေရင်ဤပဲကြံ့အဲ့ဒါဆိုလို့ရှိရင်ကိုပြန်ရောက်တဲ့ခါကျရင်သူတို့ဝယ်ပေးမှာကဆက်လီပဲလီဝေးဈေးနဲ့ပဲကိုပြန်ပေးတယ်နော်အဲ့ဒါကိုသိထားရမယ်ဒါပေမဲ့ကိုတွေ့တာ အာတခုကောင်းတာကပါလဲဆိုတော့ဥမာကိုဝင်ထားတဲ့ရွှေကဟို10ဒိ15ဒိတော့ကရွှေဈေးပေါ့နော်အဲ့ဒီဈေးနဲ့ဝင်ထားဝင်ထားတဲ့ဆိုလို့ရှိတော့အခုရွှေဈေးနဲ့ဆိုလို့ရှိတော့အများကြီးကျန်တယ်ပေါ့နော်အာကိုတွေ့တော့အများကြီးကျန်တယ်မဟုတ်ပေမဲ့အာဘယ်လိုပြောမလဲကိုတွေ့လို့ကြိုက်တာပေါ့နော်အာတကယ်လို့လွန်ခဲ့တဲ့နှစ်ကလောက်ပဲ လွန်ခဲ့တဲ့တစ်နှစ်ကလောက်ပဲဝေတဲ့ရွှေဆိုတော့ဒီတော့ကိုပြရောင်းနေတော့အာကိုကအမျက်မရနိုင်ဘူးအာအရင်ရချင်ရမယ်မရချင်လည်းမရဘူးယော့မယ်ဆိုလည်းနည်းနည်းပါးပါးယော့မယ်ပေါ့နော်ကိုဝေထားတဲ့ဈေးနှုန်းတက်ပေါ့နော်ကိုပြရတဲ့ဟာကဲကိုယော့ရင်လည်းယော့မှာပေါ့နော်အရင်တရရလည်းရမယ်ဘာလို့လဲဆိုတော့ကိုဝေထားတဲ့ရွှေကပုံစံရေးစမ်းတယ်လို့ယော့တော့လည်းကကများမ ော့တွဲလက်ခါကကိုကပေးရတယ်ဒါမဲ့ကိုသူတို့စင်မှာတရားရင်တော့အဲ့ဒီရောတွဲလက်ခါကကိုမရတော့ဘူးပြီးလို့ရှိရင်ကိုဆွေကကိုရဲ့အထယ်ကအာသူတို့စစ်လိုက်မယ်ခဟေများတာတို့အာဘာမောဥပမာတအားကြီးတို့တချို့ဟာတွေကျိုးတာပဲ့တာရွဲတာတို့ဆိုလို့ရှိရင်သူတို့ပြတ်နှုတ်တယ်ဘာလို့လဲဆိုတော့သူတို့ကပြန်ရောင်းလို့မရတော့ဘူးသူတို့ကချွတ်ချွတ်တဲ့နေရာမှာသူတို့ထည့်ရတော့မယ်ချွတ်တဲ့နေရာမှာထည့်တဲ့အခါကျရင်ရွှေတွေကကျော့သွားလိမ့်မယ် เนาะညော့သွားလိမ့်မယ်အဲ့ဒါကြောင့်မို့သူတို့ကအဲ့လိုမျိုးအာဆုတ်တာပေါ့เนาะအဲ့လိုမျိုးဆုတ်ရတာပေါ့เนาะသူတို့အတွက်ကြက်အောင်เนาะသူတို့ကတော့အဲ့လိုမျိုးလုံးမှာပဲရတယ်เนาะအဲ့ဒါဆိုတော့ကျမတို့တွေကရောင်းတဲ့လူသွားရောင်းတဲ့လူဆိုလို့ရှိရင်ကိုကတော့တိထားရမယ်เนาะကိုဝယ်တော့ကကတော့ကိုတိထားရမှာရောတွက်လက်ခကိုတိထားရမယ်ပြီးရင်အခွန်လေးပေးရမယ်ဆိုတော့လည်းကိုတိထားရမှာကိုပြရောင်းမဲ့အခါကျရင်ကိုတိထားရမှာက ြောတွေ့လက်ခောက်သူတို့ကိုနှုတ်မယ်ပြီးရကိုယ့်ရဲ့ထဲကောင်းမကောင်းဆိုတဲ့ပုံမှာမူတည်ပြီးတော့လဲသူတို့ကအာဗင်ဒီလေးဆုပ်မလဲဆိုတာလဲသူတို့ကဆုပ်တယ်ဘာပြောလဲဆိုတော့ခုနကပြောတဲ့တိုက်တဲ့သူတို့ကအာဒီဒီအထည်ကဆိုင်မှာတင်လို့မရတော့ဘူးတအားကြီးဟောင်းနေတာတို့အာညစ်ပတ်နေတာတို့ဘာလို့ဆိုလို့ဒီသူတို့တင်လို့မရဘူး င်လို့မရတဲ့ခါကျတော့ချုပ်ခံသူတို့ပို့ရမယ်အဲချုပ်ခံကိုပို့တဲ့ခါကျရင်ထွက်လာတဲ့ရွှေကအရင်တွေကညော့ဝင်ပြီအဲဒါကြောင့်သူတို့ကဆုတ်ရတာပေါ့နော်သူတို့တွေအဲလိုမျိုးတွေရှိတယ်ကိုကသိထားရမယ်ဟိုတစ်ဖက်လူကဟာနေလို့အဲ့လောက်ထိတော့မှလုတ်တဲ့ဘာညာဆိုပြောလို့မရဘူးဘာလို့လဲဆိုတော့သူတို့လည်းအဲသူတို့ကတော့သူတို့အတွက်ကြောင့်သူတို့လုတ်ရတဲ့အရာ ရှိတယ်ကိုတွေကအဲ့ဒါတွေမသိဘူးအဲ့ဒါကြောင့်မို့ကျွန်မကနည်းနည်းပါးပါးပြောပြပေးတာကိုတည်တလောက်ပေါ့နော်တည်တလောက်ပြောပြပေးတာအဲ့ဒါဆိုတော့ကိုကရှင်ရောင်းမယ်ဆိုလို့ရှိရင်အဲ့လိုတွေရှိတယ်ဆိုတော့ကိုကတည်ထားရမယ်အဲ့ကြောင့်မို့ ုရောက်မယ်ဆိုရင်ကိုဘလို့အဲ့ဒါလေးတွေသိထားတဲ့ခါကျတော့ကိုဘလို့ဆုတ်ဖြတ်မလဲဆိုတာကိုပါလာကိုစဉ်းစားပြီးတော့ဆုတ်ဖြတ်လို့ရတာပေါ့နော်ဥပမာကိုအခက်အခဲတစ်ခုရှိလို့ဒီရှင်ပြန်ရောက်ရှင်းနေခါလောက်ရှင်းနေအာကိုလောက်ရမယ့်အရာနဲ့ဒီစင်းကိုရောက်လို့ရမယ့်စင်းနဲ့ကြိုက်လားမကြိုက်လားအာကျန်ကျန်လားကျန်လားစင်ပြေးနိုင်မပြေးနိုင်ဆိုတာကကိုကစဉ်းစားရမယ်နော်ကိုကစဉ်းစားပြီးတော့မှအာ တော့ဆုပ်ဖြတ်လို့ရတာပေါ့နော်ကိုအဲ့လိုမျိုးတိထားတဲ့ခါကျတော့80ကိုပါလောက်ရမလဲဆိုတာကိုဆုပ်ဖြတ်လို့ရတယ်ပေါ့နော်အဲကြောင့်မို့အခုညီမရဲ့ပန်တယောက်ကမိထားတာက3မှတ်နဲ့2ရွေးတဲ့သူ့ဝယ်တော့က82သိန်းဈေးနဲ့ဒါပေမဲ့ပြန်ရောင်းရင်ဘယ်လောက်ရနိုင်လဲဆိုတဲ့ဟာကိုအဲ့ဒါကိုကျွန်မအခုအဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်မကအခုရှင်းပြပေးတာပေါ့နော်ပြန်ရောင်းရင်ရိုးရိုးသူတို့ဘာမှမနှုတ်ပဲနဲ့ပြန်ရောင်းရင်ရနိုင်တဲ့ဈေးကိုပဲကျွန်မကတက်ပြပေးမယ် ီးတော့တကယ်လို့ပြန်ရောင်းတဲ့အခါကျရင်တို့နှွေးဆုပ်လိုက်မယ်လေးရွေးဆုပ်လိုက်မယ်အဲ့ဒီဆုပ်တဲ့ပုံမှာမူတည်ပြီးတော့ဘလောက်ပြန်ရနိုင်လဲဆိုတာကိုလည်းကျွန်မကထပ်ပြီးတွေ့ပြပေးမယ်နော်အဲ့ဒီအခါကျရင်အကိုပါတာကိုအကိုရောင်းရင်အဆင်ပြေနိုင်မလားပေါ့နော်ကိုစိတ်ကမှကိုယ့်အကိုဆုပ်ဖြတ်ပေါ့နော်ကိုအရောင်းနေမရောင်းဘူးဆိုတာဒီတွက်တဲ့တွက်ပြီးတော့ထွက်လာတဲ့ဈေးနှုန်းပုံမှာမူတည်ပြီးတော့ကိုကပြန်ပြီးတော့ဆုပ်ဖြတ်လို့ရတယ် ေးနော်ကဲဘလို့တွက်မလဲဆိုတာလိုက်ကြည့်ကြမယ်နော်ကဲအားလုံးတွက်နည်းလေးကိုကြည့်ကြမယ်နော်3မိနစ်2ရွေးကိုတဲ့82သိန်းစီနဲ့ပြည့်ရောင်းမယ်ဆိုဘယ်လောက်ရမလဲတဲ့ကဲပြည့်ရောင်းမယ်ဆိုလို့ရှိရင်တွက်နည်းကတော့မတူဘူးဒါပေမဲ့ရိုးရိုးလေးတွက်မယ်ဆိုလို့ရှိရတော့အာဒီ3မိနစ်2ရွေးက တွေ့လိုက်တဲ့ခါကျတော့54သိန်းရတယ်ပေါ့နော်3မှတ်နဲ့2ရွေးကဲဒီဘာဖြစ်လို့7နှစ်ကို16နဲ့စားတာလဲဆိုတော့တမတ်မှာဆိုလို့ရှိရင်4ပဲရှိတယ်နှစ်မှတ်9မှုဆိုလို့ရှိရင်10ပဲရှိမယ်3မှတ်သားဆိုတော့12ပဲရှိမယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့ရဲ့တွက်နီးရဆိုလို့ရှိရင်2ရွေးကိုတွက်နီးတွေရွှေတွက်နီးတွေကအမြဲတမ်းအနောက်ကနေစားတွက်မယ်နော်အဲ့ဒါဆိုတော့ နှစ်ကိုရှင်းနေစားမယ်တပဲမှာရှိပြီရှိလို့ပေါ့နော်ပြီးအပေါင်းလက္ခဏာခံမယ်ပြီးသုံးမှတ်သားပေါ့နော်သုံးမှတ်ဆိုတော့12ပဲရှိမယ်အဲ့ဒီ12ကို16နဲ့စားမယ်အာ16ဆိုတာကတကြပ်သားမှာ16ပဲရှိလို့16နဲ့စားရတာဖြစ်တယ်ပြီးအမြောက်လက္ခဏာခံမယ်ပြီး80 82စီပေါ့နော်အဲ့ဒါဆိုတော့တွက်လိုက်တဲ့ခါကျတော့94သေးရတယ်ဒါကရိုးရိုးပြန်ရောင်းမယ်ဆိုလို့ရှိရပေါ့နော် ကဲဒီဟာကိုခုနကကျွန်မရှင်းပြတဲ့အတိုင်းပဲဒီပြန်ရောင်းမယ်ဆိုလို့ရှိရင်မတူဘူးเนาะတွက်နေလားတွက်နေပြန်ရောင်းမယ်ပုံစံကိုတွက်တဲ့တွက်နေကိုကျွန်မကအခုအကြံပြင်းအနေနဲ့ပြောပြမယ်ဘုသူတရအောင်လို့ပေါ့เนาะတကယ်လို့ကိုရွှေက15ပဲဆိုလို့ရှိရင်အပွားတယ်ဆိုလို့ရှိရင်4ရွေလောက်စုံမယ်နော်အအစ်စ်ထဲဆိုလို့ရှိတော့2ရွေးလောက်စုံမယ်ဒါပေမဲ့သူ့ရဲ့အထဲအအစ်စ်ထဲဖြစ်ပြီးမဲ့ကိုယ့်ရဲ့အထဲက အကြီးတွေဘာတွေရှိတယ်ခင်းတွေဘာတွေဆက်ထားတာရှိတယ်ဆိုလို့ရှိတော့ဟိုကလေးရွေလာတော့နှုတ်မှာပဲနော်လေးရွေလာနှုတ်မယ်အဲ့ဒါ15ပဲအရည်ကိုလေးရွေနှုတ်မယ်ဆိုလို့ရှိရင်16ပဲလေးရွေရည်ပဲကြက်မယ်နော်16ပဲလေးရွေရည်ရဲ့တွက်နည်းကိုကျမတို့စတွေ့ရတော့မယ်နော်စတွေ့ရတော့မယ်ကိုပြန်ရောင်းတဲ့ခါကျရင်တို့တို့တွက်တဲ့တွက်နည်းကိုပြောတာနော်တို့ကိုရောင်းပေးလို့တွက်တဲ့တွက်နည်းမဟုတ်ဘူးကိုကတို့ကရောင်းပေးလို့တွက်တဲ့တွက်နည်းဒါကိုကပြန်ရောင်းမယ်ဆိုတာအဲ့ဒါဆိုတော့ ဆက်လေးပဲလေးရွေးရေရွတ်နေတာ16အစား16.5အမြောင်းမီလီစင်နော်ဒီဟာကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုတွေမှာရှိတယ်နော်အရှိကဗီဒီယိုတွေမှာရှာကြည့်လို့ရတယ်အဲ့ဒါဆိုတော့16အစား16.5ကိုအခုမီလီပေါက်စင်းနဲ့ကျမတို့မြှောက်ရမယ်မီလီပေါက်စင်းကို88သိန်းနဲ့ပဲကျမတို့အကြံပြေတွေ့ကြည့်မယ်နော်အဲ့ဒါဆိုတော့သူရဲ့စီနှုန်းက83သိန်း3428ရမယ် လက်ကြည့်မယ်နော်ဆက်ချောင်းအစာစက္ကွန်ဒသမ၅အညာ58တိအဆရာ58တိ3148နော်58တိ3148ရမယ်ဒါက74ပဲနေရွေးကြီးရဲ့ းတွက်နေပေါ့နော်။ကဲအဲ့ဒါဆိုတော့သူပြန်ရောင်းမဲ့ရွှေကသုံးမှတ်နဲ့နဲ့ရွေးတဲ့သုံးမှတ်နဲ့နဲ့ရွေးဆိုပြန်ရောင်းရင်ဘယ်လောက်ရမလဲပေါ့နော်။ဈေးနှုန်းကတော့ကိုရဲ့88 82သိန်းဈေးနဲ့တက်လို့မရတော့ဘူးနော်။ဒီ82သိန်းဈေးနဲ့တော့အခုပေါက်ဈေးနဲ့တွက်ထားတာဒါနော်။ဒါပေမဲ့သူတို့ဆိုင်မှာတွက်ရတော့ဟိုအရင်ကဝယ်ထားတဲ့ဈေးနဲ့တွက်ပြီးမလားတော့ပြောတတ်ဘူးပေါ့နော်။ဒါကတော့ ကျွန်မပြောပြတဲ့ပုံစံနဲ့ရှင်ပြီးတော့ကိုယ့်ဘာသာကိုပြန်ပြီးတော့အစမ်းတွေ့ကြည့်လို့ရတယ်အခုကကျမအခုပေါက်စင်းနဲ့ပြန်ပြီးတော့တွေ့ပြပေးတဲ့ဟာပေါ့နော်အဲ့ဒါဆိုတော့3မိနစ်နှစ်ရွေးရဲ့ကိုပြန်ရအောင်ဘယ်လောက်ရနိုင်လဲဆိုတော့ကဲနှစ်ကို၈နှစ်စမယ်နော်ရွှေတွက်နည်းတွေကအမြဲတမ်းအနောက်ကနေကျမတို့စတွက်မယ်နှစ်ရွေးကို၂နှစ်၈နှစ်စမယ်ပြီးရင်အပေါင် sorry ဒါပေါ့နော်အများမဟုတ် ပေါက်လက္ခဏာခံမယ်ပြီးရင်သုံးမသုံးမဆိုတာက7နှစ်7ပဲအစား16เนาะအမြောက်ခုနကတွက်ထားတဲ့14ပဲ4ရွေးရည်ရဲ့ဇီနုံဒါเนาะ14ပဲ4ရွေးရည်ရဲ့ဇီနုံ ਨੇ ကျွန်တော်တို့မြောက်မယ်ကဲအားဆိုရင်ဘယ်လောက်ရမလဲနေ့အစား6 7 8 တ်တသိန်း3148ကဲဒီလောက်ရတယ်54သိန်းနဲ့9999 54သိန်းနဲ့9999ချက်ပေါ့နော်ဒါက3မှတ်ရွေရဲ့3မှတ်2ရွေပါပြီးလို့ရှိရင်14ပဲ4ရွေရည်ရဲ့ဈေးနှုန်းနဲ့ အခုပေါက်စေသမီးလေးပေါက်စေ88သိန်းစေနော်ဒါခတ်မှန်းပဲတွေ့တာနော်အာအတိအကျယူလို့မရဘူးအဲ့ဒါကြောင့်ဒါပေမဲ့ကိုကတော့သိထားရမယ်ကိုအဲ့လိုအဲ့လောက်သိထားတယ်ဆိုလို့ရှိတော့ကိုတွက်ဆန်းကြည့်လို့ရတယ်ကိုကိုဘာသာကိုတည်ချေကွက်ကိုတွက်ဆန်းကြည့်လို့ရတယ်ဗောနော်ဒါက3မှတ်နဲ့2ရွေ14ပဲ4ရွေကိုရှေက15ပဲရွှေဆိုပေမဲ့ဆိုင်မှာတက်ရောက်ရင်သူတို့ကအထယ်ပြည့် ကောက်တဲ့ပုံစံနဲ့သူတို့ပြက်ကောက်လိုက်ရင်ဆက်လီပဲလေးရွေးရည်ပဲသူတို့တွက်ပြလိုက်မယ်နော်ဒါပေမဲ့ကိုရဲ့ရွှေကအစ်စ်ထဲဆိုလို့ရှိတော့နှစ်ရွေးတာမဟုတ်ပုံရအဲ့လောက်ထိတော့သူတို့ကောက်မယ်အပွားတယ်ဆိုလို့ရှိတော့ဒါကအနည်းဆုံးဒါလေးရွေးတော့သူတို့ဆုပ်လိုက်မယ်နော်အဲ့ဒါကိုကိုကသိထားရမယ်အဲ့ဒါဆိုတော့ဒီနေ့ကျွန်မတွေ့ပြပေးတဲ့ရွှေတွေ့နေတယ်ရတော့ ားလုံးနားလည်မယ်လို့ကျွန်တော်ယူကြည့်တယ်။နားမလည်ဘူးဆိုလို့ရှိရင်အောက်မှာ comment မှာရေးပေးလို့ရတယ်။အာနောက်ဗီဒီယိုမှာထပ်ပြီးရှင်းပြပေးမယ်ပေါ့နော်။ဒီရွှေတွက်နည်းတွေကတေချာတိထားတဲ့အခါကျမှကိုဝယ်တဲ့ရွှေကအာသူတို့တွက်ပြတာမှန်မှန်မှန်ပေါ့နော်။ကိုပေးရတဲ့ဈေးနှုန်းနဲ့မှန်မှန်မှန်ကိုကသိရမယ်။နော်ကိုအဲ့လိုမျိုးတွက်နီလေးတွေတိထားမှာကိုတွက်နီလေးတွေမတိထားဘူးဆိုလို့ရှိရင်ဆိုရဆိုတာဖြစ်မှာပေါ့နော်ပြီးရင် ရွှေတွက်နီးတွေအားလုံးကကျမရဲ့ YouTube channel မှာအများကြီးတင်ထားတာရှိတယ်ဗောနော်အမှလေ့လာလို့ရတယ်ပြီးရင်သိချင်တာရှိလဲ comment မှာကျေးဇူးပြုရေးပေးပါအဲ့ဒါဆိုလို့ရှိရင်ကျမကပြန်ပြီးတော့တွက်ပြပေးမယ်ပြောပြပေးမယ်ရှင်းပြပေးမယ်နော်ချေရရရတယ်လို့ဗောနော်အဲကဲဒီနေ့အတွက်ကတော့ ဒီလောက်ပဲနော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးဒီဗီဒီယိုကိုအစောတိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သိချင်တာရှိလဲလာရေးပေးလို့ရပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်